အနန်းဝင်းနာမယူပေးနိုင်ခဲ့လို့လည်းအနန်းတောင်းပန်ပါတယ်လို့ဒါပေမဲ့အနန်းအနန်းရဲ့ဘဝတော့ရှောက်မှန်းနဲ့အများကြီးစူးစမ်းသွားပါမယ်လို့အဲ့ဒါတော့ဂတိပေးပါတယ်ဖတ်စရနာအပြရဲဆိုတာကဒါ ဒီစုနဲ့ထိုက်တန်လို့အနမ်းရတယ်လို့အနမ်းခံယူတယ်အဲကြောင့်မို့အနမ်းအရန်ကျေနေတဲ့အနမ်းဝမ်းတာတယ်တကယ်ချင်း first ရသွားတော့အနမ်းကအရန်ဝမ်းတာပေးတယ်အနမ်းလည်းယင်ထက်ကနေသူ့ကို winner ပေးပေးထားပြီးသားပေါ့နော်你的眼光，等夜静夜黑，追忆的家。 မင်္ဂလာပါဘလို့ခံစားရတယ်လဲဆိုတော့အနမ်းမတင်သားဘူးအယမ်းပျော်တယ်ဖခင်အနမ်းကိုချီးမြှောက်ပေးတတ်ကြအနမ်းပထမဆုံးဆို Thank you Lord အယမ်းကြီးစုတင်တယ်လို့အယမ်းပျော်ပါတယ်ဟုတ်ဘယ်သူလဲ first runner အရာ ဟုတ် first runner up ရတယ်ဆိုတာကဒါဒီစုနဲ့ထိုက်တန်လို့အနံ့ရတယ်လို့အနံ့ခံယူတယ်။အဲကြောင့်မို့အနံ့အရန်ကျေနပ်တယ်။အနံ့ဝမ်းတာတယ်။တကယ်ချင်း first ရသွားတော့အနံ့ကအရန်ဝမ်းတာပေးတယ်။အနံ့လည်းယင်ထက်ကနေသူ့ကို winner ပေးပေးထားပြီးသားပေါ့နော်။အဲဒီလိုဆိုရင်တစ်စင်းလေးပေါ့။လောက်တော့ကိုကျေနပ်လဲ။နည်းလေးပြောပေးပါဦး။ကျေနပ်တယ်။အရန်ကျေနပ်တယ်။ အာအများကြီးပေါ့စဉ်းစားထားတာပြောအာဥစွာက အနက်ရမိပတွေကိုအနန်းကအရင်ဂျေဇုဆက်ချင်တာပေါ့နော်အဲအဲ့ဒါပြီးရင်တော့အနန်းကုညီမဲ့ခက်ခဲတဲ့သူတွေကိုအနန်းကုညီနိုင်တလောက်ကုညီမဲ့ပြီးတော့အနန်းကြောင်းတက်ဖို့လဲစီစဉ်ထားတယ်အဲ့ဒါကြောင့်အနန်းကြောင်းဆက်တက်သွားမှာပါလို့အာတချင်းကတော့အမြင်နဲ့လုံနေမှာပဲအနန်းကမတင်မချင်းတချင်းကတော့လုံနေမှာပဲလို့ဖန်တွေကတော့ဘယ်လိုဖြစ် random manner ပါနော် ဘေဘေဟာဘူး friend နဲ့မလေးကအာအာ okay and အနန် winner မယူပေးနိုင်ခဲ့လို့လည်းအနန်တောင်းပန်ပါတယ်လို့ဒါပေမဲ့အနန်အနန်ရဲ့ဘဝတော့ရှောက်မှာနဲ့အများကြီးစူးစမ်းသွားပါမယ်လို့အဲ့ဒါတော့ဂတိပေးပါတယ်မတင်ဘူးအနန်းကိုအဲ့လောက်ကြီးအားပေးလိမ့်မယ်လို့အနန်းတခါမှမတွေးမိခဲ့ဘူးဒါပေမဲ့အနန်းဒီနေ့ဆိုအများကြီးပဲတော့ အရင်ဝမ်းတာတယ်မပြောပြလောက်အောင်ကမဝမ်းတာဟာတောက်တာတီတူပဲလေတချင်းဆိုစိတ်နေရပဲဆိုအဲ့အဲ့ feature လေးပေါ့နည်းလေးပြောပေးပါဦးလောက်တာသင်တဲ့ခုအာဆရာတကယ်ဆရာကြီးလေနော်မြန်မာပြည်မှာအဲ့လိုကြီးတူပေးတော့အနားလေမခံယူဘူးပေါ့နော်ဒါပေမဲ့ ဆရာဦးကောင်လည်းအရန်ကျေးဇူးတင်ပါတယ်လို့ဒါပေမဲ့အနန်းကဆရာချီကျူးတယ်ဆိုပြီးတော့အနန်းကအရန်တော်တယ်လို့ကိုကိုကအဲ့လိုလဲမခံယူအနန်းအများကြီးစူးစမ်းရအောင်မယ်ကိုကိုကတည်တယ်ဆက်ပြီးလည်းအများကြီးစူးစမ်းတော့မှာပါလို့အဲ့ဒါကြတော့အနန်းရဲ့ type နဲ့ဆိုင်တဲ့တခြင်းပေါ့เนาะအဲ့လိုမျိုးအများကြီးခြားပြဖို့ရှိပါတယ်လို့ဆိုပရိသတ်တွေအများအားပေးမယ်လို့နန်းနီယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်